တကယ်လို့စစ်ကောင်းသောမင်းအောင်လှိုင်ကသမရယာရုကိုယူမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကဗိုလ်ချုပ်ကြီးနေဝင်ရဲ့လမ်းစဉ်ကိုပြန်ကျင့်သုံးတယ်လို့ဆိုရမှာပါ။အာနာရှင်အောင်ဗိုလ်ချုပ်ကြီးနေဝင်ကသူ့ကိုသူသမရပြန်ပေးခဲ့တဲ့တာရကရှိပါတယ်။1984ခုနှစ်ဇန်နဝါရီလ28ရက်နေ့မှာဟန်ပြရွေးကောက်ပွဲတစ်ခုလုပ်ခဲ့ပြီးအဲ့ဒီရွေးကောက်ပွဲအပြီးမှာတော်လိုင်းကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးနေဝင်က ိုင်ငံတော်ကောင်စီဥက္ကဋ္ဌဦးနေဝင်းကိုသမရအာဏာလွှဲပေးခဲ့တာဖြစ်ပါတယ်။လက်ရှိခင်ကျင်းရဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာလည်းဦးနေဝင်းလမ်းစဉ်ကို ပြန်လိုက်လိမ့်မယ်လို့နိုင်ငံရေးလေ့လာအကဲခတ်သူတွေနဲ့လွတ်တော်အမတ်ဟောင်းတွေကသုံးသပ်ကြပါတယ်။2019ကြားပြတ်ရွေးကောက်ပွဲနဲ့2020ရွေးကောက်ပွဲနှစ်ကြိမ်ဆက်အနိုင်ရခဲ့တဲ့ရှမ်းတိုင်းဒေသများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကနိုင်ငံရေးသမားတဦးဖြစ်တဲ့စိုင်းထွန်းအေးကတော့ စစ်ကောင်းဆောင်ဟာရွေးကောက်ပွဲအပြီးမှာအရက်ဖက်ကောတပ်ဖက်မှာပါအမြင့်ဆုံးရာထူးနှစ်ခုကိုနှစ်ဖက်ခွာယူနိုင်တယ်လို့သုံးသပ်ပါတယ်။စာနဲ့ဖြည့်ကြားထားတဲ့စိုင်းထွန်းရဲ့ပြောကြားချက်ကိုမြန်မာနိုင်ငံသတင်းတောက်ကပြန်ပြောပြပေးပါမယ်။တေချာနာတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းရဲ့လက်ရှိဖြစ်နေမှုအနေအထားကိုလေးလာသုံးသပ်ကြည့်တဲ့အခါမှာသူ့အတွက်မဖြစ်မနေလှုပ်ဆောင်သွားမယ့်အရာကတော့နိုင်ငံတော်ရဲ့အမြင့်ဆုံးအာဏာကိုသူ့လက်ထဲမှာစိုးကင်ထားနိုင်ဖြစ်မယ်ဆိုတာဟာမြေကြီးလက်ခတ်မလွဲပဲသူတို့လုံးမဲ့ရွေးကောက်ပွဲပြီးသွားရင်တော့ 2008ဖွဲ့စည်းပုံခြေကံဥပဒေပေါင်းတဲ့ကနေသူတို့ရဲ့ဥပဒေပညာရှင်တွေကပဲအဲ့ဒီနေရာနဲ့လုပ်ပိုင်ခင်အာဏာအတွက်အနေအထားတစ်ခုဖန်တီးပေးပြီးတော့အရက်ဖတ်သမရလိုလိုစစ်ကော်မရှင်ဥက္ကဋ္ဌလိုလိုနှစ်ဖက်မြောက်တိုက်ကိုင်းမလွတ်အောင်လို့ရောသမမွေယာရုနဲ့တမ်းပြီကိုဆက်အုပ်ချုပ်သွားမယ်လို့သုံးသပ်ရပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့မင်းအောင်လိုင်ဟာတမရော့ကာကွယ်ရေးဦးစီးချုပ်နဲ့သမရယာရုနှစ်ခုလုံးကိုပူရဲယူဖို့မဖြစ်နိုင်ပါဘူး ဒါကြောင့်တမရလုံးမယ်ဆိုရင်တော့လက်ရှိယူထားတဲ့တက်ချုပ်ယာရုကိုစွန့်လို့ရမှာဖြစ်ပါတယ်။တက်ချုပ်အစ်စ်ဖြစ်ဖို့လာလာအရှိဆုံးတစ်ပြေးနေသူကတော့စစ်တက္ကသိုလ်အပတ်စဉ်35ဆင်းလက်ရှိကြီးရည်လေညိနိုင်ကုတ်ကဲမူဗိုလ်ချုပ်ကြီးကျော်စွာလင်းဖြစ်ပါတယ်။လက်ရှိတက်ချုပ်မင်းအောင်လှိုင်ဟာသူ့ဆရာဗိုလ်ချုပ်မူကြီးတန်းရွှေစီစဉ်တဲ့2010နှစ်ကုန်ပိုင်းရွေးကောက်ပွဲအပြီး2017မတ်လကိုမှတက်ချုပ်ယာရုကိုရခဲ့တာပါ။ တချုပ်တန်ကို9နှစ်ပဲလုပ်ဖို့ဦးတန်းရွှေကကနဦးစီစဉ်ခဲ့ပေမဲ့မေအောင်လိုင်ကသူ့ဟာသူတန်တိုးယူခဲ့ပြီးတချုပ်တန်10နှစ်ပြည့်တဲ့2021ခုနှစ်မှာတော့တိုင်းပြည်အာဏာကို အာရမသိမ်းယူခဲ့ပါတယ်။ဒါကြောင့်နောက်တက်မဲ့တချုပ်အစ်တစ်ကလည်းနောက်10နှစ်လောက်အကြာမှာသူ့ကိုအာဏာပြန်သိမ်းမှလားဆိုတာမေအောင်လိုင် အတွက်ကစိုးရင်စရာရှိနေပါတယ်။